င်ဒီယားဟာမြမအရေးမှာဒီမိုကရေစီဘက်ကရက်တည်မလားစစ်တပ်နဲ့လက်တွဲမလားပြီးခဲ့တဲ့ဩဂတ်စ်လအတွင်းဒွန်ဂျီဂျုံမူဒီနဲ့စစ်ကောင်းဆောင်တို့ရဲ့လျှို့ဝှက်ဆွေးနွေးမှုဟာဒီမေကွန်းအတွက်အဖြေတစ်ခုဖြစ်လာနိုင်ပါတယ်ဒီဆွေးနွေးမှုတွေရဲ့နောက်ွယ်မှာဘာတွေရှိနေသလဲအိန္ဒိယဘာတွေကူညီနေသလဲအနာဒိမီနောက်ပိုင်းအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေခံနေရပြီမြန်မာစစ်တပ်ဟာ အိန္ဒိယဇီကနေလက်နက်ပစ္စည်းတွေကိုဆက်လက်ဝယ်ယူနေပါတယ်။2022ခုနှစ်အတွင်းကလီတမူလမ်းကြောင်းကနေတော်လရင်တပ်ဖွဲ့တွေတင်ဆဲရမိခဲ့တဲ့လက်နက်တွေထဲမှာအစစ်မြေနီးပညာသုံးပစ္စည်းတွေပါဝင်ပါတယ်။အဲ့ဒီထဲမှာ လေယာဉ်နဲ့ drone လိုမျိုးပြက်မှတ်တွေကိုခြေရာခံနိုင်တဲ့ radar စနစ်တွေလည်းပါဝင်ပါတယ်။ဒါအပြင်အိန္ဒိယနဲ့နယ်နိမိတ်ထိစပ်နေတဲ့သကိုင်းချင်းဒေသတွေကိုကုတ်ကဲနေတဲ့ ကဆာထတမှုဟာလည်းအိန္ဒိယကိုတွားရောက်ပြီးနေဆက်တည်ငြိမ်ရေးကိစ္စကိုဆွေးနွေးခဲ့ပါတယ်။ဒီလိုမျိုးစစ်ပတ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေဟာအိန္ဒိယရဲ့မူဝါဒပြောင်းလဲမှုရဲ့လက္ခဏာတစ်ခုလား။ဒါကိုနားလည်ဖို့အိန္ဒိယရဲ့စီးပွားရေးအကျိုးစီးပွားကို ကြည့်ရပါမယ်။ရက်တန့်ခဲ့ရတဲ့အိန္ဒိယရဲ့အရှိမျိုးမူဝါဒအိန္ဒိယရဲ့အရှိမျိုးမူဝါဒဟာကုန်းတွင်းပိတ်ပြည်နယ်ရဲ့စီးပွားရေးကို တိုးတက်စေဖို့ရည်ရွယ်ပါတယ်။မြန်မာနိုင်ငံကိုဖျက်ပြီးဒေတာရင်းကုန်သွယ်ရေးလမ်းကြောင်းတွေဖွင့်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ပထမတစ်ခုကတော့ဒေါ်လာ၄ဘီလီယံတန်ဖိုးရှိတဲ့အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံကုန်သွယ်ရေးလမ်းမကြီးဖြစ်ပါတယ်။ဒါပေမဲ့2021ခုနှစ်နှစ်ကုန်ပိုင်းကတည်းကနေမြန်မာနိုင်ငံမြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်လာတာကြောင့်ဒီစီမံကိန်းရပ်တန့်ခဲ့ရပါတယ်။နောက်တစ်ခုကတော့အိန္ဒိယနယ်စပ်ကနေ ရခိုင်ပြည်နယ်စစ်တွေစကန်အထိဖောက်လုပ်ထားတဲ့ကလတန်ဘတ်ဆောင်စီမံကိန်းမှာဒီစီမံကိန်းကလည်း2023ခုနှစ်နှစ်ကုန်ပိုင်းမှာတိုက်ပွဲတွေကြောင့်ရပ်ဆိုင်းသွားခဲ့ပြီးလက်ရှိမှာအီအီကထိန်းချုပ်ထားပါတယ်ဒီလိုစီရေးပဋိပက္ခတွေကြောင့်အိန္ဒိယရဲ့အဓိက စီမံကိန်းတွေရပ်တန့်ခဲ့ရပါတယ်ဒီအခြေအနေကိုပြောင်းလဲဖို့အိန္ဒိယကဘာတွေလုပ်နေလဲမြန်မာစစ်တပ်ဘက်ကိုဘာကြောင့်ရင်းလာသလဲ ာနာသိန်းစစ်တပ်ဟာ2025ခုနှစ်တွင်စစ်မှုထမ်းဥပဒေကြောင့်ရရှိလာမဲ့တပ်သားအသစ်တွေနဲ့သူတို့ဆုံရှုံထားတဲ့နေမြေတွေကိုပြန်သိမ်းဖို့ကြိုးစားနေပါတယ်။ဒါကချင်းပြည်နယ်တွေကိုထိုးစစ်ဆင်ဖို့လည်းပြင်ဆင်နေပါတယ်။အိန္ဒိယဟာဒီအခြေအနေကိုစောင့်ကြည့်နေပြီးမြန်မာစစ်တပ်ကနေမြေပြန်ထိန်းချုပ်နိုင်မယ်ဆိုရင်သူတို့ရဲ့ရပ်တန့်နေတဲ့စီမံကိန်းတွေကို ပြန်ဆနိုင်မယ်လို့ယူဆနေပုံရပါတယ်။ဒါကြောင့်အိန္ဒိယက မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ကလေးဝရာကြီးလန်းကိုပြီးခဲ့တဲ့ဇူလိုင်လကတည်းကစတင် ဖောက်လုပ်ပြီးနေပါတယ်။ဒါအပြင်စစ်တပ်နဲ့ပူးပေါင်းပြီးနောက်ထပ်စီမံကိန်းတစ်ခုလည်းထပ်တိုးလာပါတယ်။ပထမတစ်ခုကတော့ဒုတိယကဘာစစ်တုံးကအသုံးပြုခဲ့တဲ့လီဒိုလမ်းမကြီးကို ပြန်လည်ဖောက်လုပ်ဖို့ပဲဖြစ်ပါတယ်။ဒီလမ်းမဟာအိန္ဒိယမြန်မာတရုတ်ကုန်သွယ်ရေးအတွက်အဓိကကျပြီးလမ်းပိုင်းအများစုက KIA ထိန်းချုပ်နယ်မြေတွေဖြစ်နေပါတယ်။ ဒုတိယတစ်ခုကတော့မြေရှားတထုဒူဖော်ကြီးပါမြေရှားတထုအများစုဟာ KIA ထိမ့်ချုပ်ထားတဲ့ပန်ဝါဒီတာမှာတရှိပြီးအိန္ဒိယကဒီတထုတွေကို တရုတ်စီကနေရယူဖို့စိတ်ဝင်စားနေပုံရပါတယ်ဒီလိုစီးပွားရေးရအကျိုးစီးပွားစီမံကိန်းတွေကြောင့်အိန္ဒိယဟာအာဏာသိမ်းစစ်တပ်နဲ့ပုံမနီကတ်စွာ ပူးပေါင်းလာတာကို တွေ့ရပါတယ်ဒါဟာမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့စီးပွားရေးအနာဂတ်ကိုလည်းဆက်လက်ပြောင်းလဲစေမယ့်အချက်တစ်ခုဖြစ်နေပါတယ်။